ကဲမင်္ဂလာပါဗျာဝက်ခုတ်နိုင်မှာအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီတစ်ပတ်တောင်းချင်ညမှာကစားမဲ့ဘလိုနီကာနဲ့ဂျူနီယာဖေးတက်ရဲ့ပွဲပေါ့နော်ဒီပွဲကိုခံမှန်းတဲ့အစီအစဉ်ဖြစ်မှာပါအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းခံမှန်းမှာဖြစ်တယ်ပြီးတော့အခုကြည့်ရှုနေတဲ့ညီကိုတွေလည်းဘယ်သူနိုင်မလဲဆိုတဲ့ဟာပေါ့နော်ခံမှန်းပေးလို့ရပါတယ်လို့ โอเคအဲ့တော့ဒီအကြောင်းအရာကိုမပြောခင်ဒီနေ့အတွက်ဒီ breaking news ပေါ့နော် breaking news ကဘာဖြစ်မလဲဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်အကြောင်းပါခင်ဗျအခုလက်ရှိဒီအကြောင်းကိုကမ္ဘာမီဒီယာတွေမှာလည်းဖော်ပြနေကြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကဘာအကြောင်းလဲဆိုရင်ဒီမနေ့အစောပိုင်းမှာပဲအိန္ဒိယကတော့ဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့ကုလသမဂ္ဂကနေအကြမ်းဖက်ခေါင်းဆောင်ဆိုပြီးတော့တက်မှတ်ထားတဲ့ JM ရဲ့အင်ကိုဒုံးချီနဲ့ ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြည်ရလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကအိန္ဒိယထိန်းချုပ်တဲ့ဒီ Kashmir Data ဘက်မှဒီအကြမ်းဖက်တွေဝင်ရောက်လာပြီးတော့တရက်သမားတွေကအပန်းဖြေနေတဲ့ဒီနိုင်ငံခြားသားတွေပြင်သူတို့အိန္ဒိယပြည်တွင်းကလူတွေကိုတနက်နေ့ဝင်ရောက်ပြစ်ခတ်လို့လူပေါင်း20ကျော်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဲတော့ဒီမနက်ပိုင်းမှာတော့အိန္ဒိယဘက်ကတော့ပြန်လည်တုံ့ပြန်လိုက်တယ်ဆိုပြီးတော့ပေါ်ပြထားတာဖြစ်ပါတယ်။ အဲ့တော့ဒီတိုက်ခိုက်မှုမှာဒီကောင်းဆောင်ပေါ့နော် အကြံဖက်ကောင်းဆောင်ဒီတယောက်ပါပါကစ္စတန်နိုင်ငံမှာကိုအောင်နေတဲ့အကြံဖက်ကောင်းဆောင်ဒီတယောက်နဲ့သူ့ရဲ့အမီတာစုဝင်၁၀ဦးဒီတိုက်ခိုက်မှုမှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်အဲ့တော့အိန္ဒိယဘက်ကတော့ဒီအကြောင်းအရာကိုလက်ရှိအထုတ်ပြန်နေတာဖြစ်တယ်ပါကစ္စတန်ဘက်ကတော့အိန္ဒိယတိုက်လေရင်လေးစီကိုပြစ်ချနိုင်ခဲ့တယ်ဆိုပြီးတော့ပြန်လည်တုံ့ပြန်လာတာဖြစ်ပါတယ် ဒါတော့ပါကစ္စတန်ဘက်ကပြန်လည်ပြစ်ခတ်တာဖြစ်ပါတယ်နော်။အဲတော့တချို့ကလည်း online မှာတော့ငါးစီးလို့လည်းပြောတယ်ပြီးတော့တချို့ကဒီထက်တောင်များနေပြီလို့လည်းပြောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းတိုက်တင်ရင်အားလုံးစုစုပေါင်း၄စီးဖြစ်ပါတယ်ခင်ဗျ။အဲတော့လက်ရှိပါကစ္စတန်နဲ့အိန္ဒိယလည်းထိထိတိုင်တိုင်နေပေါ့နော်။နိုင်ငံကြီးအရဖြည့်ရှင်ဆွေးနွေးမှရမယ့်အခြေအနေမှာရှိနေပါတယ်။ဒါကတော့လက်ရှိကမ္ဘာပေါ်မှာအပြုံးများနေတဲ့ breaking news တတင်းဖြစ်ပါတယ်။အဲတော့အခု World Cup 9ကိုကြည့်ရှုနေတဲ့ညီကိုတွေကိုလည်းပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ Okay အဲတော့ခုနကပြောတဲ့ကျွန်တော်တို့ဒီတစ်ပတ်ကြည့်ရမယ့် Bronica ရဲ့ပွဲကိုခမ်းမန်းလိုက်ကြရအောင်ဗျ။ Junior Fates ကဒီပွဲအနိုင်ရပြီဆိုရင်သူကဝမ်းချန်ရှင်နဲ့စာချုပ်ရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်သူကလည်းဒီစာချုပ် ရရှိဖို့အတွက်အစွမ်းကုန်ကြိုးစားတော့မယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ဘလိုနီကာဘက်ကတော့စာချုပ်ကအရာပြီးတာဒါပေမဲ့သူကနိုင်ပွဲမရသေးပါဘူး။ပထမဆုံးထိုးတက်တဲ့ပွဲမှာအမှန်နဲ့ရှုံးနေတာတယ်။အဲတော့ဒီတပွဲကိုတော့သူ့ဘက်ကလည်းအနိုင်ယူဖို့လိုအပ်ပါတယ်။ဘောင်းဆိုရင်ဘလိုနီကာကလည်းဒီအထန်ဝိတ်တန်မှာချန်ပီယံတယောက်ဖြစ်တဲ့အထိစွမ်းဆောင်သွားမယ့်ဖိုက်တာတယောက်ဖြစ်နေလို့ပါ။ အဲ့တော့ရေမန်းချက်လည်းကြီးတယ်ကျွန်တော်တို့မြန်မာပရိသတ်တွေလည်း Bronica ကို One Championship Champion ကပတ်နဲ့မြင်ချင်တယ်အဲ့တော့ Bronica ဘက်ကလည်းစွမ်းကုန်စူးစမ်းရမယ့်ပွဲဖြစ်ပါတယ်ဟုတ်ပြီအသက်အရွယ်နဲ့ကြည့်မယ်ဆိုရင်တော့ကွာဟားမှုတော့ရှိတယ် Junior Fighters ကလက်ရှိအသက်19နှစ်ပဲရှိပါသေးတယ်တိုက်ခိုက်တဲ့ပုံစံကနှစ်ယောက်စလုံးကတူညီနေတာတွေ့တယ်။နှစ်ယောက်စလုံးကလည်းလက်တီထိုးချက်တော်တော်လေးကောင်းတယ်။ ပြီးတော့ junior fitness အားတာချက်ဆိုရင်ဒီဒူးတိုက်ချက်နဲ့တတောင်ရက်ချက်ဒီနှစ်ချက်ကိုတော့တော်လေးကိုကြွန်ကြန်းကြင်ကြင်ပစားနိုင်တာတွေ့ရပါတယ်။ဒါပေမဲ့ bronica ဘက်ကလည်းအားတာချက်ရှိတယ်။အဲ့ဒါပါလဲဆိုရင်လက်တီထိုးချက်ပို့ပြီးတော့ပြင်းတယ်ပို့ပြီးတော့တိကျပါတယ်။ပြီးတော့လဝိတ်ပွဲတွေမွေထိုင်းပွဲစဉ်တွေမနေတော့ experience ဘိုင်းဆိုရင်ကျွန်တော်တို့ bronica ဘက်ကိုပို့ပြီးတော့အားတာချက်ရှိနေပါတယ်။အဲ့တော့ဒီပွဲကို ကျွန်တော်ဝခုနိုင်ဘက်ကခံမှန်းရမယ်ဆိုရင်တော့အာပရိုနီကာဘက်ကမျိုးရှိနေပါမယ်ကျွန်တော်ကတော့ဒီ body shop ပေါ့နော်ဝမ်ဖက်ပိုင်းကိုကျွန်တော်ထိုးတက်စေချင်ပါတယ်ပရိုနီကာရဲ့လက်တီထိုးချက်က body shop check ကောင်းထိမယ်ဆိုရင်ဒီ claim မှာခံနိုင်မှာမဟုတ်ပါဘူးကျွန်တော်အဲ့ဒီတစ်ချက်တော့တွေ့ရှိထားတာဖြစ်ပါတယ်ဒါတော့အဆုံးသက်တဲ့အပိုင်းပေါ့နော်မျက်နှာကိုထိုးပြီးတော့ မောက်တိတ်တဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်။ဒါမဲ့ပို့ပြီးတော့ဖြစ်နိုင်ခြင်းရှိတာတော့ body shop ပေါ့နော် body shop ထိုးပြီးတော့ဒီအဆုံးတက်တာတော့ပို့ပြီးတော့ဖြစ်နိုင်ပါတယ်။အဲ့တော့ဒီပွဲကိုကျွန်တော်အဆုံးထိခံမရမယ်ဆိုရင် chronic နိုင်မယ်ဒုတိယအချိန်မှာနိုင်မယ် body shop နဲ့ပွဲတိမ့်မယ်လို့ကျွန်တော်ခံမပေးခြင်းပါတယ်။ โอเคအဲ့တော့အခုကြည့်ရှုနေတဲ့အရင်ကိုတွေလည်းတစ်ချက်ခံမှန်းပေးကြပါနော်ဒီအချက်၃ချက်ကိုအရင်ကိုတွေပြပြဆုံဆုံနဲ့ခံမှန်းပေးကြပါနော်အဲ့တော့ဘယ်သူခံမှန်းတာပို့ပြီးတော့မှန်မလဲဆိုတာကျွန်တော်ဆောင်ကြည့်ပြီးတော့မှဖြစ်ပါတယ်အဲ့ဒါတော့ဒီနေ့အစီအစဉ်ပေါ့နော်ပရိုနီကာရဲ့ပွဲခံမှန်းတဲ့အစီအစဉ်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီဂျွန်လ9ရက်နေ့မှာကျင်းပမယ့်ပွဲစဉ်ပါ အဲ့တော့ဒီပွဲစဉ်မှာပါဝင်ရှင်ပြိုင်မဲ့ကစားသမားတွေကိုကြီးညာထားရဖြစ်ပါတယ်။ကျန်နော် Nitro Fitness နဲ့အကြောင်းဆိုရိုင်းရဲ့ပွဲပြီးတော့ Aliber Resolov နဲ့ Morris Abevi ရဲ့ပွဲပြီးတော့ဒီတစ်ယောက်ကတော့ ဒီကိုလည်းမှတ်မိပဲထင်ပါတယ်ဒီမက်ထရစ်ကော့ဖ်တန်ပေါ့နော်ဒီမက်ထရစ်ကော့ဖ်တန်ကဆိုလင်ဦးနဲ့လည်းကစားခဲ့တဲ့ fighter ဖြစ်ပါတယ်သူအမှတ်နဲ့နိုင်တော့တာပေါ့နော်အဲ့ဒီပွဲအဲ့တော့ဒီနေ့နောက်ဆုံးကျွန်တော်လည်းအကြိုက်ဆုံး fighter ပေါ့နော်ဒီဂျိုဟန်အက်စတိုပီနာဂျိုဟန်အက်စတိုပီနာ ਨੇ တိုင်ကီနိုင်တိုရဲ့အပွဲဖြစ်ပါတယ်အဲ့တော့တိုင်ကီနိုင်တိုကဂျပန် fighter သူ one championship ကိုရောက်တာလည်းကြာပြီပွဲပေါင်းကလည်းအားလုံးဆိုရင်၁၃ပွဲထိကစားထားတယ်အဲ့မှာသူက၆ပွဲ ရှုံးနေထားတာဖြစ်ပါတယ်အဲ့တော့ record ဘိုင်းကတော့တိတ်မကောင်းဘူးဗျ။ဒါပေမဲ့သူကစားခဲ့တဲ့ fighter ပေါ့နော်။သူရှုံးနေခဲ့တဲ့ fighter တွေကိုကြည့်လိုက်မှဆိုတော့တကယ်ထိတ်တန့် fighter တွေဗျ။ဒီ super lead တို့ Jonathan Hackardy တို့ Counterny တို့ဖြစ်နေပါတယ်။အဲ့တော့သူက one championship ကိုလာတာ champion ကပတ်ယူဖို့လာတယ်။ဒါပေမဲ့အရင်ကြီးအောင်မြင်မှုမရတော့ပါဘူးနော်။လက်ရှိအသင်းအသက်က29နှစ်ရှိနေပါတယ်။ဒီအမွန်ကြီးကိုတော့အားလုံးလည်းမှတ်မိကြမှာထင်ပါတယ်။ လွန်ခဲ့တဲ့ဘက်ကပဲဒီချင်းဂျော်ဒန်အက်စတိုပီနန်က အနိုင်ယူခဲ့ပြီးတော့ပြီဒီတစ်ဘက်ကအခုလာမယ့်ဂျွန်လ9ရက်နေ့မှာတော့ဂျိုဟန်အက်စတိုပီနန်ရဲ့အလဲဖြစ်ပါတယ်အဲ့တော့ဂျိုဟန်ကပို့ပြီးတော့နိုင်ပွဲတွေဆက်ထားတဲ့ဖိုင်တာဖြစ်တယ်ရှုံးပွဲတပွဲမှမရှိသေးပါဘူးလက်ရှိသူရဲ့အသက်က22နှစ်ပဲရှိသေးတယ် flyweight တန်းမှာချန်ပီယံဖြစ်လာနိုင်တဲ့ဖိုင်တာတယောက်လို့ကျွန်တော်တို့မြင်လို့ရပါတယ်ကျွန်တော်ပြောလို့ရပါတယ် တကယ်ကိုကောင်းတဲ့ fighter ပါအဲ့တော့ one championship ဘက်ကပွဲတင်ပေးတာတကယ်ကိုကောင်းတယ် warrior fighter japan fighter နဲ့အခု tatisa တကယ်ကိုလက်စွမ်းပြနေတဲ့ johan estopinan ကိုပွဲတင်ပေးလိုက်တာတကယ်ကိုမိုက်ပါတယ်ဒီပွဲကတော့စိတ်ဝင်စားမှုအမြင့်ဆုံးအထိရောက်ရှိနေတဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲတော့ဟုတ်ပြီဒီပွဲစဉ်မှာလာမယ့်အဂျွန်လာပေါ့နော်ဂျွန်လာ9ရက်နေ့ဒီပွဲစဉ်ကြီးမှာကျွန်တော်တို့တမ်းလီဆိုးကြီးရဲ့ပွဲလဲပေါင်းဝင်လာနိုင်ပါတယ်။ အဲ့တော့ကျွန်တော်တို့တစ်ချက်ဆောင်ကြည့်တော့မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီအခုလက်ရှိပေါ်ပြတာတဲ့နဲ့3လေးပွဲစဉ်၄ခုပဲရှိပါသေးတယ်တခြားတွဲဆိုင်နေလဲလာပါအောင်မယ်เนาะအဲ့တော့ဒီပွဲမှာကျွန်တော်တို့ damage ဆိုးကြည့်လဲပါဝင်လာတဲ့ကြေရှိပါတယ်အဲ့တော့တစ်ချက်ဆောင်ကြည့်တော့ကြအောင်ပေါ့เนาะ Okay အဲ့တော့ဒီနေ့ကဒီလောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်ဆုံမယ်ခုနကပြောခဲ့တဲ့အတိုင်းပဲဒီအာဘရိုနီကာနဲ့ ဂျူနီယာဖေးတက်စ်ရဲ့ပွဲကိုတစ်ချက်ခံမှန်းပေးချဖို့ညီကိုတွေကိုလည်းတောင်းဆိုပြစင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။